ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစာမားတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ျန်ဂရီနီအဆက်ကစစ်ဆောင်စခန်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ရခိုင်မှာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်နှစ်ရက်အတွင်းအရက်သားပြည်သူ15ယောက်သေဆုံးခဲ့ပါတယ်။လက်နက်ခဲယမ်းတွေခိုးယူပြီးရောင်းချခဲ့တဲ့ဝါတပ်ဖွဲ့ UWSA ကတပ်သားတယောက်ကိုတည်ထန်ချမှတ်လိုက်ပါတယ်။ ASEAN ဒေသတဲမှာတော့ဗီယက်နမ်နိုင်ငံဟာ Go Visa ၊ရွှေဗီဇာလို့ခေါ်တဲ့ဗီဇာအသစ်တစ်မျိုးကိုဖန်တီးလိုက်ပြီးနိုင်ငံခြားသားတွေကိုဆွဲဆောင်လိုက် ိုက်တဲ့အကြောင်းကိုနားဆင်ရဖို့ရှိနေပါတယ်။အခုတော့မြန်မာသတင်းတွေနဲ့ဆက်ရအောင်ပါ။ ဒီနေ့ကိုလည်းကျမတို့စစ်တပ်ရဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုသတင်းတွေနဲ့ပဲဆက်ရမှာပါ။ရှန်ကရီနီအဆက်ဖဲခုံမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ဘန်ကောက်စစ်ဘေးရှောင်စခန်းကိုစစ်ကောင်စီတပ်ကဗုဒ္ဓဟူးနေ့ညမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီလေကြောင်းဘုံကျဲတိုက်ခိုက်မှုတဲမှာတော့စစ်ဘေးရှောင်အိမ်တချို့နဲ့စာသင်ကျောင်းဆောင်ပျက်စီးသွားပါတယ်။ဒါအပြင်ဂရီနီပြည်ဖာဆောင်မြို့နယ်ထဲကဒီမော်ချီဒေသကိုလည်းအင်္ဂါနေ့ကလေကြောင်းကနေဘုံ၆လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။ဒီဘုံကျဲတိုက်ခိုက် က်မှုထဲမှာတော့ပြည်သူ၂ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ခရနီပီဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးနှစ်ဦးပညာက ပြောပါတယ်မော်ချီဒေတာကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေလုပ်ခဲ့တာဟာဆိုရင်ဒီဧပြီလနောက်ဆုံးအပတ်ကနေမေလဒုတိယပတ်အထိ၅ချိန်ရှိပြီဖြစ်ပါတယ် ဲ့ဒီတိုက်ခိုက်မှုတွေထဲမှာတော့အရက်သား10ယောက်ကျော်သေဆုံးပြီးအယောက်30နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အခုဆက်ပြီးတော့ရခိုင်ဘက်ကသတင်းတွေကိုပြောပြပါမယ်။ရခိုင်မှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုကြောင့်နှစ်ရက်အတွင်းအရက်သားပြည်သူ15ယောက်သေဆုံးပြီးတော့23ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မေလ23ရက်နေ့နဲ့24ရက်နေ့လေကြောင်းတိုက်ခိုက်ခံရမှုတွေမှာ အရတားပြည်သူတွေထိမှန်သေဆုံးခဲ့ရတာဖြစ်တယ်လို့လဲအရခတ်တတော် AA ကအတည်ပြုထားပါတယ်စစ်တပ်ကမ နေ့ကဆိုလို့ရှိရင်ဒီကြောက်တော်မြို့မှာရှိတဲ့လူနေရက်ွက်ထဲကိုလေချောင်းကနေဘုံကျဲတက်ခိုက်ခဲ့တာကြောင့်အရသား၂ယောက်တေဆုံးခဲ့တာဖြစ်ပါတယ်။လူနေအိမ်တွေလည်းထိမှန်ပျက်စီးခဲ့ပါတယ်။ဒီနေ့မှလည်းကြောက်တော်မြို့ကိုလေချောင်းကနေဘုံကျဲတက်ခိုက်တာတွေထပ်ပြီးတော့လုပ်နေပါတယ်။ဒီကာလဟာအေးအေးဘက်ကရောပြီးတော့ဒီစစ်ကောင်စီတက်ကပါအပြစ်ရက်ထားတဲ့ကာလဖြစ်ပေမဲ့ဒါကိုအခွင့်ကောင်းယူပြီးတော့အပြစ်မဲ့ပြည်သူတွေကိုတိုက်ခိုက်နေတာလို့ဆိုပါတယ်။ဒီလောက်ရအပေါ်အပြင်းထန်ကန့်ကွက်ရှုံချတယ်လို့ လည်းအေးအေးအားဆူထားပါရဲအပြစ်မဲ့အရတားပြည်သူတွေကိုအဆူလိုက်အပြုံလိုက်တက်ဖြတ်နေပြီးဒီစစ်ရဆွေးမှုတွေကျူးလွန်နေတဲ့စစ်တပ်ရဲ့လုပ်ရက်တွေကိုမှတ်တမ်းတည်တည်ချာချာတင်ထားတယ်လို့အေးအေးအားဆိုပါရဲလက်နက်ခဲယံခိုးယူပြီးတော့ဒီရောင်းချခဲ့တဲ့ဝါတက်ဖွဲ့က UWSA တပ်သားတယောက်ကိုတည်တံချမှတ်လိုက်ပါရဲဝါပြည်သွေးစည်းညင်ညွတ်ရေးတပ်မတော် UWS ေဒီဘ ਹੁ ဌာနချုပ်ဖြစ်တဲ့ပန်ဆန်းမြို့မှာလက်နက်ခဲယမ်းတွေကိုခိုးယူပြီးတော့ရောင်းချခဲ့တဲ့ UWSA ကထောက်ပို့တပ်သားတယောက်ကိုတည်တံ့ချမှတ်လိုက်တာဖြစ်တယ်လို့ဝါပြည်ဘက်ကလာတဲ့သတင်းတွေကဆိုပါတယ်လက်နက်ခဲယမ်းခိုးယူရောင်းချမှုနဲ့တယောက်ကလူအများရှိမှတည်တံ့ချမှတ်ခံခဲ့ရတယ်လို့အဲ့ဒီတဲကနောက်တယောက်ကတော့နှစ်ရှည်ထောင်တန်းတွေချမှတ်ခံထားရတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ် တရားစီရင်တဲ့အခမ်းအနားကိုတော့ဒီမနေ့ကပေါ့နော်မေလ14ရက်နေ့မနက်7:00နာရီမှာ ပြုလုပ်ခဲ့တာလို့ဆိုပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ဥက္ကဋ္ဌဟောင်းလညိုဆောင်ခရာဟာမေလ15ရက်နေ့မှာလူကြီးယောဂာနဲ့ကွယ်လွန်သွားပါတယ်နေထိုင်မကောင်းတာကြာပြီဖြစ်ပြီးတော့ကွယ်လွန်တဲ့အချိန်မှာအသက်89နှစ်ရှိပြီဖြစ်တယ်လို့လိုင်ဇာဒေတာခန့်တယောက်ကပြောပါတယ် KIO ရဲ့ဥက္ကဋ္ဌဟောင်းလညိုဆောင်ခရာဆိုလို့ရှိရင်1963ခုနှစ်ဩဂတ်လ10ရက်နေ့မှာ KIO ထဲကိုဝင်လာတာဖြစ်ပါတယ်အဖွဲ့ကြီးကပေးအပ်ခဲ့တဲ့တာဝန်တွေကိုလည်းထမ်းဆောင် လာခဲ့ပြီး2006ခုနှစ်ကနေ2000 2018ခုနှစ်အထိ KIO ဥက္ကဋ္ဌရာထူးတာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။2018ခုနှစ်နှစ်စံပိုင်းမှာတော့ KIO ဥက္ကဋ္ဌတာဝန်ကနေအနားယူခဲ့ပြီးတော့အဲ့ဒီနေရာမှာလက်ရှိဥက္ကဋ္ဌဖြစ်တဲ့ဗိုလ်ချုပ်ကြီးအမ်ပန်လာကဆက်ပြီးတော့တာဝန်ယူခဲ့ပါတယ်။ အခုတော့ကမ္ဘာနဲ့ဒေတာတွင်းကသတင်းတွေကိုဆက်ပြီးတော့ပြောပြပါမယ်။ကျမတို့မြန်မာနိုင်ငံမှာတင်မကပါဘူးကမ္ဘာမှာဆိုရင်လည်းဒီဘုံကျဲတဲ့အတွက်ပြည်သူလူထုတွေတိတ်ဆုံးနေကြပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အရှေ့အလယ်ပိုင်းခီးစဉ်ထဲမှာအစ္စရေးကဂါဇာဒေသမှာဒုတိယမြောက်နေ့အဖြစ်ဘုံမိုးရွာချခဲ့ပါတယ်။ဂါဇာဒေသတောင်ပိုင်းမြို့တော်ဖြစ်တဲ့ခန်ယူနစ်ကိုဒီမနေ့ညကအပြင်းထန်ဘုံကျဲတက်ခိုက်ခဲ့လို့လူပေါင်း90ကျော်သေဆုံးသွားခဲ့ပါတယ်။အစ္စရေးကဒီခန်ယူနစ်မြို့ပေါ်ကိုဆဲကျင်းထက်မနဲ့လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့်လူပေါင်း54ယောက်သေဆုံးသွားခဲ့တာဖြစ်တယ်လို့မြို့တော်ဆေးရုံရဲ့ရင်ခွဲရုံတာဝန်ရှိသူကပြော ောပါတယ် သိဆုံးသူတွေထဲမှာတော့ကာတာရုပ်တံသတင်းဌာနတစ်ခုဖြစ်တဲ့ AI Arabic TV ကသတင်းထောက်တစ်ယောက်နဲ့သူ့ရဲ့မိသားစုဝင်၁၁ယောက်သေဆုံးခဲ့တယ်လို့အဲ့ဒီသတင်းဌာနကလူမှုကွန်ရက်စာမျက်နှာမှာသတင်းထုတ်ပြန်ထားပါတယ်။သေဆုံးသူတွေထဲမှာတော့အမျိုးသမီးနဲ့ကလေးငယ်တွေအများပြားပါဝင်နေတယ်လို့ဆိုပါတယ်။သမ္မတထရမ့်ရဲ့အခုခီးစဉ်ဟာအရှေ့အလယ်ပိုင်းကနိုင်ငံတချို့ကိုတွားရောက်လေပတ်မှဖြစ်ပြီးတော့အစ္စရေးနိုင်ငံကိုတော့တွားရောက်မှာမဟုတ်ပါဘူး။မင်းညာဘုံကျဲမှုတွေ ကြောင်းလူပေါင်း90ကျော်တေဆုံးခဲ့တယ်လို့ပဲအဲ့ဒီအရင်တရက်ကဂါဇာမှာဘုံကျဲတက်ခိုက်ခံရမှုကြောင်းလူပေါင်း80ကျော်တေဆုံးခဲ့ပါတယ်အာဆီယံဒေသတွေကသတင်းတစ်ပုဒ်ကိုပြောပြပါမယ်အာဆီယံဒေသတွေမှာတော့ဗီယက်နမ်နိုင်ငံဟာ Go Visa ဒီရွှေဗီဇာလို့ခေါ်တဲ့ဗီဇာအစ်စ်တစ်မျိုးကိုဖန်တီးလိုက်ပြီးတော့နိုင်ငံခြားသားတွေကိုဆွဲဆောင်လိုက်ပါတယ် ပြန်ဘက်ထိုင်းနိုင်ငံမှာတရုတ်ခီးတွားတွေတိတိတသားကြဆင်းလာတဲ့အချိန်မှာဗီယက်နမ်ကဗျူဟာမြောက်ထိုးထွက်လာတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာတော့ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာခီးတွားအယောက် 3သိန်း9200ရှိခဲ့ရာနဲ့မတ်လရဲမှာတော့တရုတ်ခီးသွားဟာ2သိန်း9800ထိ ရောကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာဗီယက်နမ်ကိုတရုတ်ခီးသွား6သိန်း3100သွားရောက်ခဲ့ပါတယ်။ဒါဟာအရင်က3သိန်း8100နဲ့နှိုင်းယှဉ်ရင်အများကြီးတိုးလာတာဖြစ်ပါတယ်။ဗီယက်နမ်ရဲ့အခုအသစ်စီစဉ်လိုက်တဲ့ရွှေဗီဇာဟာနိုင်ငံရဲ့ခီးသွားလုပ်ငန်းတီထွင်ကြံစမှုလုပ်ငန်းနဲ့စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်သူတွေက ိုတက်တန်းတိုးနိုင်တဲ့ဆယ်နှစ်ဗီဇာထုတ်ပေးသွားမှာဖြစ်ပါတယ်။တစ်ဖက်မှာဆိုရင်လည်းခီးတူလဲပတ်ခြင်းသူတွေအတွက်အွန်လိုင်းကနေ e-visa ထုတ်ပေးနေတာ ဖြစ်ပါတယ်။ခင်မီမျိုးတော်တွေနဲ့ဒီကုန်ကြမ်းစိတ်တက်တာပြီးတော့နိုင်ငံတကာအကြောင်းတွေနောက်ပြီးတော့အရေးသွေးပြည့်မီတဲ့ဆေးရုံတွေနဲ့ရွေးချယ်စရာအိမ်ယာအမျိုးမျိုးဟာကမ္ဘာတဝန်းကခီးတယ်တွေကိုဆွဲဆောင်နေပါတယ်။တရုတ်ခီးသွားတွေဟာဆိုရင်ခီးသွားအလုံးရဲ့၄ပုံတစ်ပုံရှိနေပြီးကျန်တဲ့ခီးသွားတွေထဲမှာတော့တောင်ကိုရီးယား၊ထိုင်ဝမ်၊အမေရိကန်နဲ့အိမ်နီးချင်းအာရ ဆီယံထဲကဆိုရင်လည်းဖိလစ်ပိုင်ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံသားတွေပါဝင်ပါတယ်ဥရောပခရီးသွားအရေးအတွက်ကလည်းဗီယက်နမ်မှာပို့ပြီးတော့တိုးလာနေပါတယ်။ဒါကြောင့်မကြခင်မှာအရှိတောင်အာရှမှာအာဒီခရီးသွားလုပ်ငန်းမှာဗီယက်နမ်ဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံကိုကြော်တက်သွားမဲ့အလားလာတွေဖြစ်လာနေပါတယ်။ကျမတို့တွေဒီအသေးကွဲရင်တေတက်တလားပေါ့နော်။နောက်ပြီးတော့ သေးလောက်တဲ့အထိအသေးကွဲကြပါသလားဟုတ်ကဲ့နောက်ဆုံးတွေ့ရှိထားတဲ့အချက်လက်တွေအရတော့အသေးကွဲတဲ့ယောဂါလက္ခဏာစုဒီ broken heart syndrome နဲ့သေဆုံးမှုတွေရှိတယ်လို့ဆိုပါတယ်အဲ့ဒီထဲမှာယောက်ျားတွေဟာမိန်းမတွေထက်နှစ်ဆသေဆုံးမှုများတာကိုတွေ့ရှိထားပါတယ်အဲ့ဒီအသေးကွဲလက္ခဏာစုတွေထဲမှာဆိုရင်ဒီရင်ဘတ်ထဲမှာမအီမတာဖြစ်တာပြီးတော့အသက်ရှူကျက်တာနှလုံးတုံတာနောက်ပြီးတော့နှလုံး ခုံမှမှန်နာတွေပါဝင်တယ်လို့ဆိုပါတယ်2016ခုနှစ်ကနေ2020အကြာအမေရိကန်ကလူနှစ်သိန်းရဲ့ဆေးမှတ်တမ်းတွေကိုသူ့တည်တနာလောက်ရမှာတော့အဲ့ဒီလက္ခဏာတွေကိုအမျိုးသမီးတွေမှာပို့ပြီးတော့တွေ့ရတယ်လို့ဆိုပါတယ်ဒါပေမဲ့သိဆုံးမှုနှုန်းထဲမှာတော့အမျိုးသမီးတွေမှာ9.5ရာခိုင်နှုန်းပဲရှိပြီးတော့အမျိုးသားတွေမှာတော့17.2ရာခိုင်နှုန်းရှိနေပါတယ်အဲ့ဒီလေးလာမှုကိုရေးသားထားတဲ့ဒေါက်တာမိုဟာမက်ကတော့အသေးကွဲတဲ့အတွက်နောက်ဆက်တွဲရော ောဂါဖြစ်ပွားမှုတွေဟိုဒီပို့ပြီးတော့များလာနေတာကြောင့်တတိထားတင်တယ်လို့ဆိုပါတယ်ပြိတ္တကြီးတို့လည်းအသိမကွဲရလေအောင်တတိထားကြပါနော် ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျမတို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေကြပါစေရှင်။